စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနီးမှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတော့ဆွေမမှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျင့်တတ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ် ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထက်နေလို့ပြောတယ်အလိုရမက်တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကအပြောတွေကလည်းရိုင်းလာတယ်ကာယကအပြုအမူတွေကလည်းရိုင်းလာတယ် ဒါမဲ့ဘုံဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရနော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံဘုံတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံဘုံတို့တွေကလူချင်းမမောเสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမပေးဟုတ်လား မကျင်တဲ့ဆရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်စုံမမေမေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဟောဒါစိတ်ကိုစုံမအဲ့လိုမျိုးအာလောဘတက်တည်းအာဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တဏ္ဍာမှာဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုစုံမတယ်လို့ခေါ်တယ်ဒီနေ့အဖြစ်ယာရင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာ ချမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲဒါလိုကြိုးစားနိုင်တာနဲ့မြတ်ဘုမတို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုမတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာဒုဏိကဟတလဟုနောယထကာမနိပါတိနော စိတ်တသဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုဏိကဟတ နှိမ်နှေးမှုရခဲရင်သောလဟုနှုတ်အလွန်မြန်ဆန်သောသဘောရှိသောယထကမ္မနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားသုံးမျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ ရောက်ချင်တဲ့နေရာကိုစီးမရှိကမ်းမရှိရောက်တော့တက်တဲ့သဘောလည်းရှိနှိမ်နှင်းမှုခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းပဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကောင်းနိုင်ပေါ်ရမရှိခက်ခဲပေမဲ့လို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံးမမယ်ရင်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာစုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟံတန်တန်ဆုံးမသဖြင့်ယင်ကြည်သောစိတ်တန်စိတ်တည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ် ဒါပဲเนาะအဓိကချက်ကဒီဃာထာလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကိုပိုင်ပိုင်နိုင်နိုင်ဂျုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတဲ့ရောက်ချင်းတဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်။အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲ။ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့။ဘုရားဘုန်းတို့လွန်လာတောင်းတတဲ့ချမ်းသာဒုက္ခကိုရရကျင်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ကြံထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမ့်မှလမ်းမှာဘလို့ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကဒါလေးကိုဘာကြောင့်ရသော်ဘုရားဟောသလဲလူတိုင်းကြားဖို့ပါလေရသော်ဘုရားလက်ထက်ကမာတိကမာတာဆိုတကမာကြီးသူနေတဲ့ရွာကိုယဟန်တော်6ကျိတ်တရားလာပြီးတော့အထုတ်ကြအဲ့ဒါတကမာကြီးရဲ့ပစ္စည်းလေးပါအဝင်ယူပြီးတော့ယဟန်တော်တွေကိုလှူတန်းပြီးတော့နေလာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင် သူကတရားတရားမြတ်ကိုရတရားတရားမြတ်ကိုရတဲ့နေရာမှာသူကတကိုးအဋ္ဌိဘတ်နဲ့မှတွဲပြီးတော့ရတယ်။ရဟန်းရဲ့စိတ်ကိုသူကအိမ်ကနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်။အဲ့တော့ရဟန်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီရဟန်းတို့တွေကဝါတွင်း၃လအတွင်းမှာသူတို့လည်းပဲရဟန်းတာဖြစ်ကြတယ်။ဒါသူတို့ရဟန်းတာဖြစ်တာဒီဒကမာကြီးရဲ့ကြီးစုမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီရဟန်းတို့တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။ ဩအလွန်တော်တယ်ဒီဒီမာကြီးကယဟန်တော်ရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ဒီသတင်းကအလွန်မှွေးတယ်ပေါ့အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒီကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲဆိုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒီကမာကြီးကသိနေတယ်။သူကဖြော်ရည်လေးတောက်ချင်းနေဆိုရင်ဖြော်ရည်ရောက်လာတယ်။ ောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရင်သမားရောက်လာတယ်။နောက်နေ့ဆွမ်းကန်သွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြန်လာဖို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာ။အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတော့အဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူး။သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာ။ကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာ။ဒကမာကြီးသူများစိတ်သိသလား။အဲ့တော့မောင်မစင်ဖဲနဲ့ကြောင့်မမေးသင့်မမေးလိုက်တာတွေကိုမေးနေရတာတော့ သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝင်ခံလိုက်တာပါနော်အဲဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီးတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့အဘလိုတော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအတော့ငါလာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲ အဲ့ဒါနဲ့ဘလို့မှတားလို့မရဘူးမြတ်စွာဘုရားရှိရာကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာအဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့ခါကျတော့ဒီလိုဒီကြောင်းမေးဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့တွေ့ကြောင်းအဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဃာထာလေးကိုအဲ့ဒီနေရာမှာနေရဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တယ် ဒုံနေကဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတုစိတ်တန်တန်တုခဝဟဒုံနေကဟတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြဟိုနာ ခုဒီအကြောင်းရာတောကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ယထကာမနိပါတိနောစီမရှိကမ်းမရှိဘယံပရာရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျစားတတ်တယ်ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာထုနော်စိတ်တတ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ နော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့အဲဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံမတို့အကောင့်ထဲဖုံးမယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်မယ်အဲ့ဒါလိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံမတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်ပေါ့နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်တော့တာတော့ရိုင်းသွားလား။အဲ့တော့ဘုမုံတို့ကနီးမှလမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ရွှေပြီးတော့သူ့ရဲ့နေရာမှာနော်ဆွလွန်နိုင်မှုတွေအာဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟပညာတရားတွေဖြစ်အောင် လုံနိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမှတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုံနိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမိတယ်လက်တွေလေးဘုံဘုံတို့ဟိုကြိုးပမ်းအားထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းတည်းနားလေထားမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာပေါ့နားလေရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော် လဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နေပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့เนาะတာမမေဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကယိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးเนาะဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လူချင်းနဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလူချင်းနဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် အဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုံဘုံတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြင်းအေးမှုတတ်တာမှုချမ်းသာမှုဘုံဘုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်ရမလို့စူးစမ်းကြဒါကြောင့်မြတ်စွာဘုရားက မျိုးမြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မောင်းယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြားသေးပါမကြားခင်ပါပဲမြို့ထဲကိုဆွန့်ကန်လိုက်သွားတာလို့ဆွန့်ကန်လိုက်သွားတဲ့အခါကျတော့ ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ။ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာ။ရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူး။အဲ့တော့ရှင်သာရိပုတ္တရာကို မေးတယ်တဲ့အရှင်ဘုရား။ဒီရေတွေက စိတ်ရှိသလားလို့မေးတယ်။အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ။ ဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာ စိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမှာတော့နော်အဲ့လိုစဉ်းစားတာဒါပါရမီလဲပါလို့ပေါ့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတယ်တွေ့နော်မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက် ဖြောင်းလိုက် နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောက်အောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်လေရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကောစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောက်ယူလို့ရတယ်ဆိုရင်ငါဟာငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောက်မတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ်ရောအဲ့ဒီလိုတွေးရ အဲ့ဒါနဲ့ဘုံလို့ရှင်းဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလုံကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့တော့ဆိုတော့လက်သမားတွေလှဲဘင်းတွေလုံနေကြမြင်ငွဲကအစုံမြင်ရတာပေါ့နော်အဲ့ဒီလှဲဘင်းတွေလုံနေတော့လှဲဘင်းတွေကဘုံတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှအဝိုင်းကြီးဖြစ်သွားတာအိုးအဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကိုတို့နဲ့ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလို့ပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုံနိုင်ပဲရှိရမလို့ငါလုံမယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဘုံငကြင်းသားလေးနဲ့ နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမာခဲ့ကိုရင်ကအတရှင်သတိပုဒ်တာလဲခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုနော်စောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနဣတမစီယစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ် အဲ့ဒီမှာတကယ်ကိုရင်ပန္တိတကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုံဘုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင် ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပ္ပယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကေညိနယံတိနိဋ္ဌိကဥတုဂါရဓမယံတိဒေဇနံဓာရုံဓမယံတိတစ္ဆကအတ္တနာဓမယံတိပန္တိတာတဲ့ဥဒကေညိနယံတိနိဋ္ဌိကာ နိဋ္ဌိက လေသမားတို့သည်ဥဒကံရေကိုနေရန်တိကိုလိုချင်တဲ့နေရာကို ရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတေဇနဥဒုကာရလေသမားတို့သည်တေဇနမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းကြတယ်မြားတံလေးကဖြောင်းနေမှာ ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာ哦မြတ်တန်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှတို့သိရရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတန်ဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥဒုက္ကာရဓမယတိဒေဇနံ ဓာတုံဓမယန္တိတစ္ဆကဓာတုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာတုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေးရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပရိဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နတ်ယုတ်ထုလည်းဖြစ်နိုင်တယ်ဆင်းလူတော်လည်းဖြစ်နိုင်တယ်ဒီတေသအရင်တုန်းကဟုတ်လား အဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကနီးမှလက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချက်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော် လေးသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။မြားတံမှာဖြတ်အောင်မလုပ်နိုင်တဲ့လေးသမားဟာဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြင်မှတ်ကိုမှောင်အောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးနော်။အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြိဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။မြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။ အဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့နဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိရတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင် ဆုံးမကြတယ်တဲ့။ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘယ်လိုပြောမှာလဲ။ကိုယ်စိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူး။ဩဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထာလေးတွေကိုဖုန်းဖုန်းတို့ကြည်ချင်းအဖြစ်ကိုယ်စိတ်ကိုဆုံးမတာခက်ခဲတယ်။ မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့နော်တိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဖုံဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့လည်းနော်အဲ့ဒါကိုဖုံဖုံတို့လုံမသားလင်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလိုပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဖုံဖုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူး ်လွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးအဲကိုယ်စိတ်ကိုဘုံဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ုံပဲလေအဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါလေဘာမှခက်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 ဘုံဘုံတို့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဘုံဘုံတို့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ဘုံဘုံတို့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံဘုံတို့လိုချင်တဲ့ ကောင်းချိုးရလက်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံမဲ့တွေ့တွေ့ငါစိတ်ကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်။နမေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်။တိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုဖွတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူး။စိတ်ဆိုတာနေရရှိတဲ့သဘောကိုအိုးစောစောကရေလိုပဲတူပါဟုတ်လား။ကိုယ်လိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရတယ် ဒီတိုင်းပြစ်ထားမယ်ရှင်တော့ရေကသူ့အတူနေရတော့အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းဘုန်းတို့မလုပ်ရင်လိုလားတောင့်တတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအဲအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလုပ်ကန်ကြတယ် အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့အဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုစုံမမလို့ဩဒါကအရေးပါတဲ့မိကုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုစုံမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုစုံမမလဲဆိုတဲ့မိကုံရဲ့အဖြေ လူရင်းတူရှင်လေးဘုမုံတို့อืมတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုမုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခု၂ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုမုံကပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေတယ်။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တာနုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမက ော့ဒီကိုရင်ရှိနေတော့သူကသူ့ဘလူးလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူးမကဝင်ပူးပြီးတော့နော်တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူးမငါလက်ကမလွတ်เสียရအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ် အဲ့ဒီကိုရင်တာနုကိုကြောင်းပြူတယ်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုရှုံးမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတယ်ပေါ့နော်။ဘာပြောထားတုံးဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမယထဒုက္ခံတတိဇာဟနေကနိတံမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ဂါထာကြီးဂါထာဆိုရတော့နည်းနည်းခက်တယ်။နော်ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထာကမယထာဒုက္ခ။ဟောဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘယ်လိုပြောတော့။ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှင်းတော့ဆပြီးတော့ခုချိန်ထိတိုင်အောင်တတဝရရဲ့စိတ်ဘု து စိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လား။စိတ်တည်ရဲ့သဘောဘယ်လိုရှိတော့ ਨੇ ။ဟိုရှင်းတော့ဆပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည် ယထကမယေနိစကံယထကမယထဒုက္ခံယေနိစကံအလိုရှိတိုင်းယထကမအလိုရှိရာယထဒုက္ခံကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိန်လှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒကာမတို့ဘုန်းတို့ရဲ့စိတ်ကဟိုးဘောတန်တရာကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်ရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြအောင်အဲ့ဒါလေးကိုဘုန်းဘောအလွန်ပြောခြင်း ရေနိစကံယထကမှာယထသုခံစကလုံးလေး၃လုံး၃လုံးရေနိစကံအလိုရှိတိုင်းယထကမှာအလိုရှိရာယထသုခံကောင်းလို့ရာရာအဲ့ဒါကိုဖုံးဖုံးစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့အော်စိတ်ဆိုတာနော်ကောင်းလို့ရာရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားတာဟုတ်လားယထသုခံကောင်းလို့ရာရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်မှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ သူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်လဲဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစအတော့ကောင်းမဲ့ထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမဲ့ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲ့ဒီကြိုက်တာကိုတွေးပြီးဆိုရင်တော့ရေနှိတ်စကံအလိုရှိတိုင်းတဲ့ အလိုရှိတိုင်းဆိုတာကတော့အတိုင်းအစမရှိတော့ဘူးပေါ့နော်ဒီတဲပဲ तू ကတဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့တာစိတ်ရဲ့သဘောလေးကိုဖမုံကအမျက်စွာဖះပြော့ပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတာဟုတ်လားကောင်းတယ်ထင်တာတဲကမှကြိုက်တာကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက် तू ကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့ तू ထင်းတယ်လို့စစ်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဘယံပဓာ ဒီလိုလာခဲ့တာ။အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့အင်ကုတ္တကဟောတဲ့ချွန်းကင်သော စင်တိန်သည်ဟဋ္ဌိပဝေနအမုံရသောရှင်ကို နေကနာတိဝိယနှိတ်ကုတ်ဆုံးမတဲ့ကဲ့သို့အစ္ဆာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ရှင်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့် နေကနေတာမိနှိတ်ကွတ်ပေအံဆုံးမပေအံတဲ့ဒီကြတော့သူကနှိတ်ကွတ်တယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဘယ်လိုဥမာပေးတော့နော်ချုံးကင်ထားတဲ့ဆင်တန်းဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမသလိုနှိတ်ကွတ်သလိုတဲ့ဟုတ်လားအော်ဆင်ကိုဖုံးဖုံးတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တက်နဲ့သွားပြီးတော့ကင်လို့မရဘူးဘာပါရမလဲချုံးပါရမယ်နော် အဲ့လိုပဲဘုံဘုံတို့ရဲ့စိတ်ကိုဘုံဘုံတို့ကင်တွယ်တဲ့နေရာမှာဘာမှဘုံဘုံတို့အသိဉာဏ်ပညာမရှိဘဲနဲ့ကိုယ့်စိတ်ကိုလိမ္မာခြင်းလိမ္မာသိခြင်းနဲ့ယဉ်ကျေးသိခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရဘူး။အမုံရည်တဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပြောအောင်ဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာ ော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့လမ်းကြောင်းမှန်မှန်တွေးတာနော်သူစဉ်စဉ်းစားတာစဉ်ကျင်တာတွေးတော့တာလမ်းကြောင်းမှန်တယ်မှန်တဲ့အတိုင်းသူတွေးတော့တတ်တယ်စဉ်ကျင်တတ်တယ်နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ယောနိတော်မနတိကာရအဲ့ဒီယောနိတော်မနတိကာရဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမလဲတော့ဆုံးမရပါဘူးတဲ့